အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ငလျင်လောက်ခံမှုကြောင့် ARD တိုင်းမှာရှိတဲ့မဟုတ်ပင်အကျဉ်းထောင်ကအုပ်ယိုးတွေအပ်ခွဲခဲ့တဲ့ဆိုတဲ့သတင်းမှာပြီးခဲ့တဲ့မလ9ရက်နေ့ကနေမနေ့ကအထိနေ့စဉ်နေပါငလျင်လောက်ခံနေခဲ့တဲ့ ARD တိုင်းမဟုတ်ပင်မြို့မှာအကျဉ်းထောင်အပြင်အုပ်ယိုးတွေအပ်ခွဲသွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗါးအဲ့ဒီငလျင်ကြောင့်အစိုးရယုံတွေလူနေအိမ်တွေတာရဏီကအဆောက်အုံတွေပြစီခဲ့ရတာတွေရှိခဲ့ပြီးစစ်ကောင်စီခန့် ARD တိုင်းဝန်ကြီးချုပ်လည်းအပြည့်စည်းတွေကိုလာရောက်ကြည့်ရှုသွားတယ်လို့ဆိုပါတယ် မိုးဝင်းချင်းထောင်တဲ့နေဆက်သူတဦးကငလင်ကဒီနေ့လည်းလှုံနေတော့မယ်တိုင်းဝင်ကြီးချုပ်လည်းလာသွားတယ်ထောင်ထဲမှာတော့အနောက်ဘက်အိုယိုအက်ကွဲသွားတာဒါနဲ့စုံနှခါရှိပြီပေါ့လို့ CJ platform ကိုပြောပါရယ်လက်ရှိမှာစစ်ကောင်စီကဝင်ကြီးချုပ်ကပြန်လည်ပြင်ဆင်ဖို့ညွှန်ကြားသွားတာတော့ရှိပြီးမိုးဝင်းချင်းထောင်အတွင်းအကျဉ်းသားတွေကိုစီကန်းထက်တင်းကျပ်ထားတာမျိုးတော့မရှိသေးဘူးလို့သိရတဲ့အပြင်အိုယိုနာမကပ်ဖို့ပြောဆိုထားတာတွေတော့ရှိတယ်လို့အကျဉ်းထောင်နဲ့နေဆက်သူတဦးစီကနေသိရပါရယ်မအိုဝင်းမြို့မှာ ပြီးကြတဲ့2023ခုနှစ်ဇန်လ23ရက်နေ့ကလှုပ်ခဲ့တဲ့ငလျင်ကြောင့်အကျဉ်းတော်အိုယိုဘော်ကအုတ်ခဲရီပြုတ်ကြရာကနေအကျဉ်းတို့တို့လက်ကျိုးတော်တာရှိသလိုအိဆောင်ငါကအတွင်းအိုယိုအခုံပျက်စီးသွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ဘူးတယ်လို့မော်ဝင်ချင်းထောင်ကပြန်လည်လွတ်မြောက်လာသူတို့ရဲ့ပြောဆိုချက်အရသိရပါရရှင်ကျမနွေနွေပါ